န်တော်ရှင်ကြိုက်ထီးဆောင်ကအစီအတော်ကြီးရဲ့အတွက်စက်သိန်းပေါင်းတထောင်ချော်လှူဒန်းခဲ့တဲ့တရုတ်ဆောင်နန္ဒလိုင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့တရုတ်ဆောင်နန္ဒလိုင်နဲ့ခင်မုန်းဖြစ်သူဦးစီတီဟာတို့မိသားစုဟာကြိုက်ထီးဆောင်မှာရှိတဲ့အစီအတော်အတွက်စက်သိန်းပေါင်းတထောင်ချော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ် တရုတ်ဆောင်နနာလိုက်ဟာအနုပညာအလုပ်တွေကိုရန်နာပြီးတော့မိသားစုအတွက်သာအချိန်ပြည့်ဝပေးလာခဲ့တာဖြစ်ပြီးခင်မွန်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းတက်နိုင်တဲ့ဘက်ကပါဝင်အားဖြစ်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့တမီး၃ယောက်ကလည်းအရွယ်ရောက်လာခဲ့ပြီးတမီးတွေရဲ့ပညာရေးအတွက်လည်းအစအစရရာစီစဉ်နေရတဲ့တရုတ်ဆောင်နနာလိုက်တို့ဇနီးမောင်နှံဟာသူတို့နှစ်ယောက်ရဲ့နေစဉ်ဘဝတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေစီကိုမကြာခဏဝေမျှလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်တော့တရုတ်ဆောင်နန္ဒလိုင်နဲ့ဦးစည်တီဟာတို့မိသားစုဟာစိုက်တီဆောင်မှာရှိတဲ့စေတီတော်ရီအတက်စက်သိန်းပေါင်းတသောကျော်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။ဈေးကမ္ဘာကုမ္ပဏီရဲ့တီထောင်သူဒါရိုက်တာဖြစ်တဲ့ဒေါက်တာခင်ရွှေနဲ့ဇနီးတော်ဆန်းဆန်းကျွဲတာသမီများဖြစ်ကြတဲ့ကိုစည်တီဟာမနန္ဒလိုင်ကိုတူးနိုင်မန်းမမေစင်လန်မိသားစုတို့ကနေပြီးစက်သိန်းပေါင်း12000ကျော်လှူဒန်းခဲ့တာဖြစ်တဲ့အကြောင်းပြည်သက်တွေကိုပါကုသိုလ်တွေမျှဝေလာခဲ့တာဖြစ်ပါတယ်။ အဆိုပါအလှူပွဲလေးကိုတော့တယောက်ဆောင်နန္ဒာလိုင်းကတမီ၃ရောက်နဲ့အတူကုသိုလ်အတူတူယူခဲ့တာဖြစ်ပြီးပြိသက်တွေအနေနဲ့လည်းနန္ဒာလိုင်းရဲ့ပုံရိပ်တွေကိုလွှမ်းနေကြတာကြောင့်ဒီပွဲလေးမှာနန္ဒာလိုင်းတို့မိသားစုလေးကိုမြင်တွေ့ခွင့်ရတာကြင်နူးဝမ်းသာနေကြရတာလည်းဖြစ်ပါတယ်။တယောက်ဆောင်နန္ဒာလိုင်းတို့မိသားစုဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်နေတဲ့မှာပါဝင်နေဇီကဘာမိသားစုဖြစ်တာကြောင့်အခုလိုငွေကြက်သိန်းပေါင်းတောင်းနဲ့ချီပြီးအလှူဒဏ်အကြီးကြီးလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြည်သက်ကြီးအနေနဲ့လည်းယနေ့မှလှူဒန်းခဲ့တဲ့နန္ဒလိုင်တို့မိသားစုရဲ့ကုသိုလ်အလှလေးပေါ်မှာဝမ်းမြောက်ဝမ်းသာနဲ့တာဓုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်။